ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့တရားဝင် စီးပွားလုပ်ငန်းများနဲ့ပူးပေါင်းရန်ရွှေမတ်စစ်စီရင်တိုက်တွန်းတဲ့သတင်းဖြစ်ပါတယ်။မြန်မာပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းကို အထောက်အပံ့ဖြစ်စေဖို့နဲ့အလို့အခိုင်အခွင့်အလမ်းတွေ ဖန်တီးပေးမယ့်ဥပဒေကိုလေ့စားလိုက်နာပြီးတာဝန်ယူမှုရှိတဲ့တရားဝင် စီးပွားရေးလုပ်ငန်းတွေနဲ့ဆက်လက်ပူးပေါင်းဆောင်ရွက်သွားဖို့အပြည်ပြည်ဆိုင်ရာ အလို့သမားရွေးရအဖွဲ့ ILO ကို UMSCCI ကတိုက်တွန်းလိုက်ကြောင်းသိရပါဗျာ။ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် UMSCCI က ILO အပါအဝင် နိုင်ငံတကာအတိုင်းအဝိုင်းနိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေနဲ့ဆက်ဆက်ပတ်သက်သူတွေကို အလို့ရှင်အလို့သမားတွေနဲ့ပတ်သက်ပြီး အချက်လေးချက်တိုက်တွန်းလိုက်တာပါ အပီပီဆိုင်ရာအလုသမားရှေးရအဖွဲ့ကဖွဲ့စည်းပုံအခြေခံစီမင်းအပိုက်33အရာဆုံးဖြတ်ချက်ချမှတ်တာဟာမြန်မာနိုင်ငံမှာရှိတဲ့အလုရှင်တွေအလုသမားတွေစီးပွားရေးလုပ်ငန်းတွေနဲ့ပြည်သူတွေရဲ့အသက်မွေးဝမ်းကြောင်းမှုကို ထိခိုက်မှုမဖြစ်စေဖို့ရွှေမတ်စစ်စီရင်ကတိုက်တွန်းထားပါတယ် အဲ့ဒီအပြင်မြန်မာနိုင်ငံအနေနဲ့ ILO ရဲ့အခြေခံပြဋ္ဌာန်းချက်တွေနဲ့လိုက်နာမှုကိုတိုးမြှင့်ဖို့အတွက် အလို့ရှင်နဲ့အလို့သမားအဖွဲ့အစည်းတွေအပါအဝင်မြန်မာမှာရှိတဲ့တခြားဆက်ဆက်သူတွေကို ထောက်ပံ့ပေးသွားဖို့ကိုလည်းတိုက်တွန်းထားပါတယ်ဆလဘီမြန်မာနိုင်ငံမှာရှိတဲ့အလုံရှင်တွေအလုံရှင်အဖွဲ့အစည်းတွေနဲ့စောက်တွေပူပေါင်းမှုကို ထိမ့်သိမ်းတိုးချဲ့ဆောင်ရွက်ပြီးမြန်မာအလုံရှင်တွေနဲ့အလုံသမားအခွင့်အရေးတွေကို မြင့်တင်တာ လုပ်ငန်းဝင်ဆက်ဆံရေးတွေကောင်းမွန်အောင်ပြုလုပ်တာနဲ့တာဝန်ယူမှုရှိတဲ့စီးပွားရေးအလေအထားတွေကိုမြင့်တင်ဆောင်ရွက်ဖို့တိုက်တွန်းထားပါတယ်။ရှွေမဆစ်စီယံအနေနဲ့ဖွဲ့စည်းပုံအခြေခံအစဉ်မြင်အပိုင်း33ဆုံးဖြတ်ချက်အရတိုက်တွန်းအကြံပြုချက်တွေကိုအလေးဂယူပြုပြီးပြည်ရင်းနဲ့အပြည်ပြည်ဆိုင်ရာဆက်ဆက်အဖွဲ့အစည်းတွေနဲ့အနီးကပ်ပူးပေါင်းဆောင်ရွက်မယ်လို့ဆိုပါတယ် အလာတူမြန်မာနိုင်ငံကအလို့သမားအခွင့်တွေကို ခိုင်မာစွာ လိုက်နာဆောင်ရွက်ရေးနဲ့လုပ်ငန်းခွင်ဆက်ဆံရေးတိုးတက်ကောင်းမွန်စေဖို့အတွက် အသင်းဝင်တွေအပါအဝင် အလို့ရှင်တွေကိုဆက်လက်ပံ့ပိုးမှုတွေလှူဆောင်သွားမယ်လို့လည်းရွှေမတ်စစ်စီအိုင်ကသဘောထားထုတ်ပြန်ထားကြောင်းသိရပါဗျာ။ ရွှေမတ်စစ်စီရင်ကို1939ခုနှစ်မှာဗမာကုန်သည်ကြီးများအသင်းအဖြစ်စတင်တည်ထောင်ခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံရဲ့အကြီးဆုံးနဲ့တပ်တန်းအရှိအဆုံးအလို့ရှင်အဖွဲ့အစည်းဖြစ်တယ်လို့လည်းသိရပါဗျ။ရွှေမတ်စစ်စီရင်ဟာ အပြည်ပြည်ဆိုင်ရာအလို့သမားရှေ့ရအဖွဲ့ရဲ့မြန်မာနိုင်ငံဆိုင်ရာ သုံးပွင့်ဆိုင်ရနေရာမှာ အလို့ရှင်ကိုယ်စားလှယ်အဖြစ်ပါဝင်ကြောင်းသိရပါဗျ။